မိုင်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အပြည့်ခွေကနန်းခုနှစ်လုံးကိုပြန်လည်များပြတော့မှာဖြစ်တယ်ပေါ့နော်ည3569ရဲ့3ည3569ရဲ့မှာကျွန်တော်ဒီမှာညှိလိုက်တာပေါ့နော်ကိုပရိမာတော့309ရဲ့ညပရိမာည309ရဲ့၄ပရိပေါ့နော်၄ပရိမာည309ရဲ့၆ပရိမာ259ရဲ့ဆိုပြီးတော့ဒီမှာ၄၆ပရိပို့အားတာတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့9အလယ်ပို့ချိန်ပြီးတော့ည9ညဆိုပြီးဖြစ်သွားတယ်ပေါ့နော် ဒီနှလုံးပေါင်းချင်းပေတန်ဒီအကုန်လုံး okay တွေပေါ့နော် okay ဒီနေ့အဆက်ကိုကျွန်တော်တို့ဆက်နှစ်ချိန်အတွက်ပြန်လည်မြောက်ပြီးတော့မှာဖြစ်ပါတယ်လေးပရိတ်တော့ကျွန်တော်တို့ဒီမှာနေ့39ဆိုရင်တော့39နေ့ဖြစ်သွားတယ်ပေါ့နော်ဗန်လေးဖြစ်သွားတယ် okay ဒါဆိုရင်ကျွန်တော်ဒီအားလေးကိုပြန်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်တင်းနေ့34 68မှာ3ရက်6ရက်336 冬芽，的绿冬苗绿的，秋空是是秋空，是冬苗，是冬苗，是秋叶，是秋叶，芽秋，是小芽，果叶秋，果小叶，绿冬苗，冬苗绿绿，冬日日日的，冬绿是是绿冬不咯？秋是冬，是秋冬，过冬叶绿，绿冬叶过，看也过也看，看过冬苗也看也看，冬苗冬苗冬也看也冬看看，是过绿不咯？ ြရင်356 563 608 68စုပြီးဖြစ်ပါတယ်။ပြီးတော့အပြီးမှာနိနိခွန်ပါနော်။နေရခွန်ရနိနိခွန်3ရ6ရ388 3ရ9ည33ည9နိ35 35နိနိ39 39နိဖြစ်ပါတယ်ပါနော်။ Okay ဒီနိအဆက်ကိုကျွန်တော်ဆက်နေချိန်အတွက်လေ့လာကြည့်အောင်လားခင်ဗျာ။ ဒီတုံးတုံများကုတပင်ကနေ၃၅နှစ်တပင်ကိုကျွန်တော်တူတူထပ်ပြီးလေ့လာကြအောင်ပေါ့နော်။ဒီနှစ်က၄ချိန်ဖြစ်ပါတယ်။နှစ်လေးတွေ၈ဒီမှာ၃က၄ချိန်ဆိုတော့အတက်က၄ချိန်ဆိုတော့၄ပေါ့နော်။၉နှစ်ချိန်၁၈တင်းနဲ့တစ်ပေါင်းရှင်းဒီနှစ်ဒီ၅နှစ်ချိန်၃၆က၁ချိန်ဒီတုံးတုံးလေးကို၉နှစ်ဒီ၆နှစ်ပေါင်းရှင်း၅ကို အနောက်က၉နှစ်ထပ်ပေါင်းမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီ၈ရက် နည်းနည်းပေါင်းရှင်း30ပေါ့နော်ဒီ၄နဲ့6ပေါင်း30ဒီ6ရဲ့9ရဲ့ပေါင်းတာဆိုရင်73 39ပေါင်းချင်း12ရတာဖြစ်ပါတယ်ဒါကြောင့်မို့နည်း3 4 5ယူမယ်ပေါ့နော်ပြီးရင်နည်းနည်းထပ်ပေါင်းတာဆိုရင်89နေ3 4 5ခွန်19ဒီခုနှစ်လုံးထဲက3 5နေဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာ3ရဲ့5ရဲ့2ရဲ့3 5နေဖြစ်ပါတယ်။ နေ3569 689မှာ39နေဖြစ်ပါတယ်ဗောနော်ဒီမှာရေးပြမိထားတာဖြစ်ပါတယ်ထပ်ပြီးတော့ဆက်တဲ့ကြိမ်ဒီနေ3569 689ရတာလေးကိုကျွန်တော်ထပ်ပြီးလေ့လာကြအောင်ဒီမှာ၄ကြိမ်ဒုကို2ကြိမ်ဒီထိတ်မှာ2ကြိမ်ဒီအပိတ်မှာ2ကြိမ်အလဲမှာ2ကြိမ်ဒီအနောက်ကို2ကြိမ်ပြီးရင်ရှိမှာ2ကြိမ်ဒီအလေးမှာဆိုရင်၃ချိန်ပေါင်းပြီးတော့၉နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဗောနော် ဒါဆိုရင်9က4ချိန်ဆိုတဲ့အတွက်20ပေါ့နော်၃ညာရေးမယ်6လေးဒီဒီ36 6ပေးရေးမယ်နှစ်နှစ်ချိန်ပေါင်းရှင်းဒီလေပြီးရင်တော့3နဲ့4နဲ့ထပ်ပေါင်းတော့ပေါင်းရှင်းခုနှစ်ခုနှစ်နှစ်ချိန်ပေါင်းရှင်းဒီ7လေး၄3ဒီဒီ7နှစ်ကိုကျွန်တော်တို့9နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အတူတူထပ်ပြလေးလာကြအောင်6နဲ့4ပေါင်း30ခုနဲ့4ပေါင်းရှင်းသည်73 9နဲ့ပေါင်းရင်20နှင်းနဲ့3များနဲ့ပေါင်းတော့နှင်းဆိုတဲ့အတွက်ကြောင့်မို့ နေ305ခွန်ရှိကိုပဲထပ်ပြီးဖြစ်ပါတယ်ဗောနော်နောက်ထပ်တစ်ပြင်မှာက39နေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီနေရ3ရ9ရနေရဗောနော်39နေဖြစ်ပါတယ်โอเคဒါကြောင့်မို့ပြီးခဲ့တဲ့ပတ်နေ305ခွန်ရှိကိုမှာ39နေခြားပေးသွားခဲ့တယ်ဗောနော်ဒါဆိုရင်ဆက်နှစ်ချိန်အတွက်ဒီနေ့အဆက်ကိုလေ့လာကြည့်အောင်လားခင်ဗျာသူ့ကို၄ချိန်သူ့ကို၄ချိန် PND မှာ၄ချိန်၄ချိန်တရားပိတ်မှာ၂ချိန်ပေါ့နော် PND ခြေဆုံးမှာ၁ချိန်စီတေတုံးလေးက၄အပိတ်မှာ၁ချိန်ဆိုတဲ့အတွက်သူများတိခုမှာ9အတချိန်အလေမှာ၁ချိန်အပိတ်မှာ၂ချိန်ပေါ့နော်ပြီးရင်ရှေ့ဆုံးမှာ၁ချိန်အလေမှာဆိုရင်၃ချိန်ကို9နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်၅လေးလီတီ20သူများပဲရေးမယ်9လေးလီတီ20နဲ့ရှေ့ကို10ပဲရေးမယ်ပေါ့နော်နှစ်နှစ်ချိန်ပေါင်းရှင်းတယ်လေ ဒီနှစ်နဲ့ခုနှစ်ပေါင်းတာဆိုရင်9ကိုကသုံးချိန်ဆိုတဲ့အတွက်20နဲ့ခွန်3ပေါင်း30 3နဲ့ချိန်ပေါင်း6ပြရမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာ69ပေါင်း73ခုနှစ်ပေါင်းရင်20 69ပေါင်း55 9နဲ့တည်ရှိမှရှိတဲ့10နဲ့ပေါင်းတော့ပေါင်းရှင်73ဖြစ်ပါတယ်ဒါကြောင့်မို့3 4 5 6 6ကိုနှင်းနဲ့ပေါင်းတော့8 ကိုတုံည3 5 6 8 9 10ဆိုပြီးတော့ကျွန်တော်ဒီခုနှစ်လုံးရမှာဖြစ်ပါလိမ့်ခင်ဗျာဒါနီးအရာပေါ့နော်ဒီ72ကြိမ်မှာ3 5 6 8 9 10ဆိုပြီးဖြစ်ပါလိမ့်သုံးတုံများကိုတပင်နဲ့သုံးရှိရှိတပင်မှာလဲဒီ3 5 6 8 9တုံများစုပြီးဖြစ်ပါတယ်ဗောနော်โอเคဒါလေးကိုကျွန်တော်သုံးလုံးပေါင်းချင်းပြိန်နဲ့တခါလေးပြပေးသွားမှာဖြစ်ပါတယ်ဗောနော် ဒေါင်းလုံးပေါင်းရှင်ပရိတ်ကလည်းကျွန်တော်တင်ပြထားပြီးပြီဖြစ်ပါတယ်။ Okay ဒါဆိုရင်နေ3456893မြောက်အပြီးခွေရမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီတိုင်းခွေလိုက်ရင်ကဏ္ဍကံများတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့ဒီပရိတ်6လုံးနဲ့ပြည်ညိမှာဖြစ်ပါတယ်ခင်ဗျာ။ပရိတ်က 6လုံးပါနော်ပရိတ်6လုံးကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဒီပရိတ်ကဒီဟာလေးပါနော်တွဲတွန်းနီးတင်းနီး3 4ဆိုပြီးပြပေးတာလေးပါနော်အဲ့ဒီမှာတော့ပြပြမရှိသေးတာကတွန်းနီးနံပါတ်2နဲ့နံပါတ်3နဲ့ဖြစ်ပါတယ်နံပါတ်3ကပင်ချေဖြစ်ပါတယ်ပါနော်ဒါကြောင့်မို့ကိုတော်များနီး3 4ရှားပရိတ်ကိုပဲကျွန်တော်ပြပေးသွားမယ်ပါနော်အားဖြင့်ဒီ72ကျင်းအတွက် ရိက939နေ346ပေါ့နော်ကျွန်တော်အဲပရိအားနေ20ကိုတော့မတင်ပြရသေးဘူးပေါ့နော်โอเคဒါဆိုရင်ကိုယ်တုံညနေ3လေးချောင်းပြိနေအဆုံးညကြည့်အောင်ပေါ့နော် ကိုယ်ပြိမှာဆိုရင်3 6တုံညပေါ့နော်အဲ့မှာဆိုလို့ချင်းကျွန်တော်တုံးလုံးပေါင်းရှင်းကိုဖြစ်ရမယ်ပေါ့နော်တုံးလုံးပေါင်းရှင်းကိုဆိုတော့တုံညရဲ့3ရဲ့6ရဲ့ဒီတုံးလုံးပေါင်းမယ်ပေါ့နော် 9ရာတာဖြစ်ပါတယ်ပြီးရင်နောက်ထပ်တစ်ခုကကျွန်တော်669ရှိတယ်ပေါ့နော်669ကဏ္ဍသုံးလုံးပေါင်းရှင်9ပရိနောက်ထပ်တစ်ခုရှိသေးတာဖြစ်ပါတယ်ပြီးရင်968ပေါ့နော်9နဲ့6ပေါင်း73နဲ့6ပေါင်း9ပရိမှာ3ခွဲရှိတာဖြစ်ပါတယ်โอเคဆက်ပြီးတော့3ညာပရိမှာဆိုရင်၄၃ည၆သုံးလုံးပေါင်းရှင်၃ညပြီးရင်တော့၉၈၃ကဏ္ဍသုံးလုံးပေါင်းရှင်၃ညပြည့် 6963တွန်းလုံးပေါင်းရှင်းတုံများပြိ3ကွယ်စီပေါ့နော်ဒီနေ့ပြိမှာကျတော့633တွန်းများတွန်းလုံးပေါင်းရှင်းနေပြိ၄တုံများရှင်းတွန်းလုံးပေါင်းရှင်းနေပြိ95ရှင်းတွန်းလုံးပေါင်းရှင်းနေပြိဖြစ်ပါတယ်ပြီးရင်3ပြိမှာဆိုရင်64တုံများတွန်းလုံးပေါင်းရှင်း3ပြိ9တုံများရှင်းကနန်းတွန်းလုံးပေါင်းရှင်း3ပြိ96ရှင်းတွန်းလုံးပေါင်းရှင်း3ပြိပေါ့နော်နောက်ထပ်ဒီ၄ပြိမှာကျတော့ 693ညာသုံးလုံးပေါင်းရှင်ဆိုရင်လေးပရိပေါ့နော်အပေါ်မှာ6တုံများရှင်ကဏ္ဍသုံးလုံးပေါင်းရှင်လေးပရိဒီလေးပရိမှာတော့နှစ်ခုသေးဖြစ်ပါတယ်နောက်ထပ်ဒီ6ပရိမှာကြတော့439သုံးလုံးပေါင်းရှင်6ပရိဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်358ဆိုပြီးရှိတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာကဏ္ဍခွဲကများနေသေးတယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာဒီ9ပရိမှာတစ်ခွဲဒီနှစ် တက်ခွဲဒီမှာနေပရိမာဏကွဲပေါ့နော်သုံးပရိမရှိဘူးလေးပရိမာတက်ခွဲရှောက်ပရိမာနှစ်ခွဲဆိုတာလေးကကျွန်တော်ဒီပေတန်ဒီနှလုံးပေါင်းရှင်းအတန်ဒီနဲ့ညှိထားပြီးပြီပေါ့နော်ဒီမှာတော့ခုလိုလို့ဆယ်ကျွန်တော်ပေတန်နဲ့မညှိရသေးဘူးပေါ့နော်ပေတန်နဲ့မညှိရသေးဘူးပေတန်ကို နောက်ပိုင်းမှာကျွန်တော် ပြန်ပြီးတော့ညှိပြီးသွားမယ်ပေါ့နော်ပြီးရင်နှလုံးပေါင်းရှင်းအတန်ဖြစ်ပါတယ်ဘဲတူတီပေါ့နော်ကနန်းနှလုံးပေါင်း ရှင်းပြည့်၄မျိုးကိုလည်းကျွန်တော်တို့မတင်ပြရသေးတဲ့အတွက်ဒီပျောက်ကနန်းပေါ့နော်တုံများနေ3-5ခုနဲ့လည်းဒီမှာပျောက်ကနန်းညီထားပြီးသားဖြစ်တဲ့ပေါ့နော်ဒီပြီးခဲ့တဲ့ဘက်မှာတင်ချောင်းရှင်းရှင်း၄ချောင်းပေတယ်ပေထားဖြစ်တဲ့ပေါ့နော်ကျွန်တော်ဒီမှာကနန်းခွဲကနေသွားတာဖြစ်ပါတယ်โอเคဒါကြောင့်မို့ကျွန်တော်ဒီပျောက်ကနန်းဒီနှလုံးပေါင်းရှင်းအတန်ဒီမတင်ရသေးတဲ့အတွက်ကြောင့်မို့ဒီလိုမျိုးတော့ကျွန်တော်မနေသေးဘူးပေါ့နော်ဒီမှာတော့များနေသေးတယ်ဒါကြောင့်မို့ကျွန်တော်နောက်ပိုင်းမှာ နှလုံးပေါင်းရှင်းအတန်ဒီနဲ့ဒီလိုမျိုးဖြစ်အောင်ပေါ့နော်ဒီလိုမျိုးကစားကွက်အနေတော့အောင်ပြန်ပြီးတော့ညီပေးသွားမှာဖြစ်ပါတယ်ခင်ဗျာခုလိုလိုစေတော့ဒါလေးရှိမယ်ပေါ့နော်နှလုံးပေါင်းရှင်းအတန်ကလေးမျိုးလေးလုံးပေါ့နော်ပုံတည်ဖြစ်ပါတယ်ဒီနှစ်လေးရှိခုဖြစ်ရမယ်ပေါ့နော်ခဏနှလုံးပေါင်းရင်နှစ်လေးရှိခုဖြစ်ရမယ်ကျွန်တော်အရင်ခုလိုလိုစေနှစ်လေးရှိခုပုံတည်ဆိုရင်တော့ကျွန်တော်တို့ဒီလေးရှောက်ခုတို့ပဲကတော့မငီးနေဘူးပေါ့နော် နှစ်လေးရှိကိုဖြစ်မနေဘူးပေါ့နော်လေးနဲ့6ပေါင်းရှင်းရ30 6ပေါင်း55 4 9 73ဆိုတဲ့အတွက်ကြောင့်ပေါ့နော်နှစ်လေးရှိကိုဖြစ်မနေတဲ့အတွက်ကြောင့်ပေါ့ကျန်ဒီအားလုံးကတော့နှစ်လေးရှိကိုဖြစ်တယ်ပေါ့နော်ဒီလေး6ခုတခုပဲနှစ်လေးရှိကိုပေါင်းရှင်းမြင်ကြတာဖြစ်ပါတယ်နောက်ပိုင်းမှာကျွန်တော်ဒီနှလုံးပေါင်းရှင်းအတန်တွေကိုထပ်မံသင်ပေးသွားမယ်ပေါ့နော်။ယခုကတော့ကျွန်တော်တနည်းနံပါတ်1ဒီနည်းလေးရှိကိုပြလိုက်တာဖြစ်တယ်ပေါ့နော်။တနည်းနံပါတ် 3 4ကိုကျွန်တော်နောက်ပိုင်းမှာထပ်ပြီးတော့တင်ပြသွားပါဦးမယ်ပေါ့နော်။ Okay ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းရှောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။